မိခင်မြတာနဲ့နိုင်60ကြာပြိမိနေတဲ့ထဲမှာရှင်သန်နိုင်ခဲ့တဲ့ကိုဝင်ဆောင်မိခင်လေးမိင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မိခင်မြတာနဲ့နိုင်60ကြာပြိမိနေတဲ့ထဲမှာအသက်ရှင်သန်နိုင်အောင်စူးစမ်းခဲ့သူအာကားမိခင်လေးကြောင့်ကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်ငနေတန်ကိုပြင်းထန်စွာခန်းစားရတဲ့မန်လေးမြို့ကြီးဟာ ဂရယောဟိုတယ်ကြီးတင်ဆောင်ပြိုချမှုမှာပိတ်မိသွားခဲ့သူကိုဝင်ဆောင်မိခင်လေးကတော့အားလုံးကတိတ်ဆုံးသွားပြီလို့လက်လျှော့ထားတဲ့အနာကြီး60ကျောင်းပါပဲတရုတ်ကယ်ဆယ်ရေးသမားတွေရဲ့ရှာဖွေတွေ့ရှိခဲ့စေခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်ကိုဝင်ဆောင်မိခင်လောင်းလေးရဲ့အမိကမမမိုးအေးဖြစ်ပြီးတော့အာဂတတိကယ်မိခင်လောင်းတူလို့တရုတ်ကယ်ဆယ်ရေးသမားတွေကသူ့မကိုချီးကျူးခဲ့ကြတာပဲဖြစ်ပါတယ် ငါလာရွေးကိုဝင်ကိုလွှဲထားရတဲ့မမမိုးအီဟာငလင်းစားလို့တိမလာ28ရက်မော်လယ်7:30မိနစ်ကနေမလာ31ရက်ည7:40မိနစ်တည်းနိုင်60နီးပါအဆောင်အောင်ပြိုကြတဲ့အုပ်ပုံပျက်စီးတွေကြားထဲမှာပြိမိနေကြတာဖြစ်ပါသည်မမမောအေးဟာမန်လေးမြို့ Great World Hotel ကဝန်ထမ်းတအုပ်ဖြစ်ပြီးတော့ငယ်လင်းလုပ်ပြီးတော့စောင့်ရုံပြိုကြပျက်စီးချိန်မှာသူမအပါဝင်လာရောက်တိုက်ခိုက်သူတွေရော Hotel ဝန်ထမ်းတွေရောအထဲမှာပြိမိသွားခဲ့ကြတာပဲဖြစ်ပါသည် ခရီးဝဟိုတယ်ပြောကြားမှုကိုရှာဖွေကိစ္စရေးတွေအဆင့်တင်မလုံနိုင်ခဲ့ပေပိမိနေသူတွေရဲ့မိသားစုဝင်တွေကဒေါသထွက်ပြောဆိုဝေဖန်မှုတွေကြုံခဲ့ရပြီးကိစ္စရေးတွေအမြန်လုပ်ပေးဖို့တောင်းဆိုခဲ့ကြတာပါ30ရက်နေ့ကနေစတင်ကရုရှားနဲ့တရုတ်ကေဆေးရေးဖွဲ့တွေဟာဂရီဝေါ်ဟိုတယ်ကိုရောက်ရှိလာခဲ့ပြီးတော့ရှာဖွေကေဆေးရေးတွေစတင်လုပ်ဆောင်ခဲ့ကြတာပါအစောအောင်မှာပြိမိနေတဲ့နိုင်60ကျောင်းငရေကန်းကိုဖျက်ဆီးခဲ့ရတဲ့မမမိုးအီဟာ သူမဝမ်ပိုက်တဲကတရေသားလောင်းကိုလုံးကြုံအောင်အကာအကွယ်ပေးနိုင်ခဲ့ပြီးတော့အခုချိန်မှာတော့ကလျော်မိခင်မှာအသက်ပေးမှလွန်မြောက်ခဲ့တာပဲဖြစ်ပါတယ်။ ဝင်ကြီးနေဖြစ်တဲ့ပြင်ပြိုကျတဲ့ဘက်တက်မှာရှိခဲ့သူဖြစ်လို့သူမကိုတက်ရှင်လိမ့်မယ်လို့မြည်သူကားမှမျှော်လင့်ခဲ့ကြပါဘူး။ရုရှားနဲ့တရုတ်ပူးပေါင်းကိစ္စရေးအဖွဲ့တွေရောက်လာပြီးတဲ့နောက်မမမိုးရဲ့ကံကြမ္မာကအကောင်ဘက်ကိုရောက်သွားခဲ့ပြီးကိုဝင်ဆောင်တဲ့မမိုးအေးကိုကဲထုတ်ရေးအတွက်9နိုင်ကြောကြာခက်ခက်ခဲနဲ့ပြပြင်းထန်ထန်ကိစ္စရေးလုပ်ငန်းဆောင်ရွက်ခဲ့ရတယ်လို့တရုတ်ကိစ္စရေးအဖွဲ့တွေကထုတ်ပြန်ပြောဆိုခဲ့ပါတယ်။နိုင်ပေါင်း60ခန်းပြည်မိနေတဲ့ကိုဝင်ဆောင်တဲ့မမမိုးအေးဟာ ဘင်းရည်ရဲ့ပြင်းထန်ဆုံးကြောက်ရောက်ခဲ့ပြီးမန်လေးမြို့ကိုတရုတ်ကေဆေးရောက်ရှိပြီးနောက်ပထမအဦးဆုံးကဲတင်နိုင်ခဲ့တဲ့သက်ရှင်သူလေးဖြစ်ပါသည်။ကေဆေးအစီအစဉ်ဖြစ်တဲ့ကြားကနေပြောကြားနေတဲ့စာအုပ်ထဲမှာနိုင်60နီးပါးကြားတဲ့ဒီတောက်ခံနေနိုင်ခဲ့တဲ့မမမိုးအီရဲ့မိခင်မြစ်တာဟာသူမနဲ့သူမလွယ်ထားတဲ့ဒေသလောင်းကိုကောက်ွယ်ပေးခြင်းနဲ့မိခင်တယောက်ရဲ့အသွေးသားတွေကစီလာပြီးချစ်ချင်းမြတ်တာဖြစ်ကြောင်းဒီစိတ်ကြောင့်ပဲသူမတောက်ခံသက်ရှင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလူမှုကွန်ရက်ပေါ်မှာချီးကျူးပြောဆိုခဲ့ကြတာပဲဖြစ်ပါသည်။ ရင်ကလေးနဲ့ပတ်သက်ပြီးတော့ကြက်ကြက်သူတွေကတော့ငလင်ကြီးလှုပ်ပြီးတော့ပိတ်မိနေတဲ့သူတွေအတွက်ငလင်လှုပ်ပြီးပထမဆုံး82နှစ်ပြီပထမဆုံး3ရက်ဟာတန်မိုးရှိလာတဲ့ Golden Hour ဖြစ်ကြောင်းနဲ့အပြန်စီပုံတွေအောင်ပိတ်မိသူတွေကိုအသက်ရှင်လျက်ကဲနိုင်သူအများစုဟာပထမဆုံး82နှစ်တွင်ဖြစ်တယ်လို့ဆိုကြတာပါ82နှစ်တွင်မကဲနိုင်မျောလင်းကျက်လုံးနဲ့ပါသွားပြီလို့ပညာရှင်တွေတွေးတနာတွေးရှိချက်တွေနဲ့ပြောထားတာပါမြန်မာနိုင်ငံမှာတော့ပထမဆုံး82နှစ်ကိုကျော်လွန်က နိုင်တရားကြော်ကြတဲ့အထိတက်ရှင်ကကဲတင်လွတ်မြောက်လာသူတွေလည်းရှိနေရပဲဖြစ်ပါတယ်။အဲ့တွေကဲဆေးရေးတွေကိုဆက်လက်လှုပ်ဆောင်ဖို့တိုက်တွန်းပြောဆိုသူတွေများစွာရှိနေရပဲဖြစ်ပါတယ်။ပြည်သက်ကြီးတို့လည်းနိုင်60ကျော်တောက်ခတ်နိုင်ခဲ့တဲ့အာကာမီကလေးမမမွေးအေးကိုချစ်ချူကွန်ပျူစကားလေးတွေပြောသွားပေးခဲ့ပါအောင်နော်။